ိုင်နိုက်တက်ရဲ့2025-26ရာသီကိုအဆုံးဖြတ်ပေးမယ့်36ရက်တာကာလမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မန်ချက်စတာနိုင်တဲ့နီးပြရူဘင်အမိုရင်ဟာပရီးမီးယားလိဂ်နီးပြရီအားလုံးထဲမှာခက်ခဲဆုံးဖြစ်တဲ့ရာသီစကာလကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာတော့နောက်ထပ်စံတမတ်တခုကိုရင်ဆိုင်ရဖို့ရှိနေပါတယ်မန်ယူနိုက်တက်ဟာ2025-26ရာသီပရီးမီးယားလိဂ်ထိပ်တန်းသင်းနေတဲ့မှာပွဲကျက်ဆုံးရာသီကစကာလကိုကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဆက်ပွဲကစားထားပြီးချိန်မှာ United ကအဆင့်၄အတွင်းဝင်မှုအများကြီးမျောလင်းချက်တွေရှိနေတာတွေ့ရပါတယ် ီကတဲ့ရာသီတုန်းကဝေဘဝင်ခွင့်တွေလွဲချော်ခဲ့တာကလည်း United အတွက်အဆိုးရဲကအကောင်းဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဆောင်းအဒီပွဲချက်ကာလကိုဝင်ရောက်တော့မှာဖြစ်တဲ့အတွက်တပတ်တပွဲပဲကစားရတဲ့အာသာချက်ကကြောက်ွယ်သွားတော့မှာဖြစ်ပါတယ်။ United ဟာနိုမာ24ရက်ကနေဒီနှစ်ကုန်ထိ36ရက်တာကာလအတွင်းမှာလီပွဲ၈ပွဲတိကစားဖို့ရှိနေပါတယ်။အဲဒါကြောင့်ပြန်မျှ၄ရက်ခွဲတိုင်းမှာတပွဲကစားတော့မှာဖြစ်ပါတယ်။တပယ်ကန်ကောင်းနာက United ကဇန်နဝါရီလအထိထိတ်တန်းသင်းကြီး6တင်းနဲ့တပွဲမှာကစားဖို့မရှိတော့ပါဘူး။ နောက်လာမယ့်၅ဘွဲကလည်းအရှင်း73 10 18 20နဲ့၉နေရာဒီမှာရက်ဒီနေရတဲ့အသင်းတွေဖြစ်ကြပါရည်။အဲဒါကြောင့်အဆင်၄နေရာကဆန်လန်အသင်းနဲ့ဓမ္မဘဲကွာဟနေတဲ့ United ဟာအဇဝါကာလာတွေမှာတေးကြပေါ့အဆင်၄ဝင်နိုင်ပါလိမ့်မယ်။လေးမှတ်ပဲကွာတဲ့အဆင်၄နေရာကမန်စီးကိုတောင်မှကြော်ဖြတ်သွားနိုင်မှုမျှော်လင့်ချက်ရှိနေပါသေးတယ်။ကြည့်ရှုပေးကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။